တိငိမ့်တဲ့လောကထဲမှာဆင်းရဲဒုက္ခရောဘသက်တာတဲ့အနေထားမျိုးကမရှိနိုင်ဘူးလားဆိုရှိနိုင်တယ်။အဲဒီဆင်းရဲဒုက္ခရောဘတော့အောင်လောကတွင်မှာဘယ်လိုနေမလဲ။လက်ရှိဘဝမှာနေဖို့နေနည်းလေးကိုအကောင်းဆုံးနေထိုင်မှုစရာကိုချင်းရဲပွိုင်းနဲ့ မြတ်စွာဘုရားဟောထားတာလေးရှိတယ်။ကိုဘွားမှာမတိငိမ့်တဲ့ဘဝကြီးမှာအကောင်းဆုံးနေမယ်။ဘယ်လိုနေမလဲ။နမတိကသူ့ဘဝဆိုတာလှုပ်ရှားယုံကံပြီးတော့အလုံးလုံးပြီးတော့ဘဝမှာယက်တိကြရတာဖြစ်တယ် အသိပညာတတ်ပညာတွေကိုအမိပြုပြီးတော့အသက်ရှင်ကြတာဖြစ်တယ်။ဒါကြောင့်နံပါတ်၁ကကိုလောကိုင်းနဲ့အတတ်ပညာနဲ့ပတ်သက်ပြီးဒိမကျွမ်းကျင်အောင်ကြိုးစားခြင်းနဲ့ဒိမကျွမ်းကျင်မှုအသိဉာဏ်ရှိခြင်းဒိမကျွမ်းကျင်တဲ့အသိဉာဏ်ရှိခြင်းနဲ့ထို့အသိဉာဏ်တိုင်းကြိုးကြိုးစားအထောက်ခြင်းသဘောရတ္တိကိုအတွက်အရေးကြီးတဲ့အချက်တစ်ခု ဘဝရတည်နိုင်လောက်လူတိုင်းကိုလူတိုင်းအသိပညာရှိရမယ်ကျိုးစားအထုံမှုရှိရမယ်အဲ့ဒါမှဘဝမှာရတည်နိုင်မယ်ဘဝကိုရတည်ဖို့ရအတွက်အသိပညာနဲ့ကျိုးပန်အထုံမှုတဏ္ဍကမှာနေလို့ရှင်အသိပညာရှိရမယ်ကျိုးပန်အထုံရမယ်ဒါနံပါတ်1ချက်နံပါတ်2ချက်ကတော့ ကိုကြိုးစားအထုတ်လို့ရရှိလာတဲ့ဥစ္စာတဏအခွင့်အရေးတွေကိုအလုံးနဲ့မျှဝေခံစားရမယ်လောကမှာကိုကြိုးရှာသမားဆိုတာကဲရှုပ်ချရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲကြောင့်ကိုကြိုးစားကိုကြိုးကိုသာကြည်တတ်တဲ့ ကိုအကျိုးတစ်ခုတည်းကိုသာကြည်တတ်တယ်။ကိုကျိုးရှာတဲ့စိတ်ဓာတ်ကိုဖယ်ရှားပြီးတော့ကိုရှာပွေလို့ရထားတဲ့အသိပညာအတတ်ပညာကိုကျိုးစားအထုတ်လို့ရထားတဲ့ဥစ္စာတဏအများနဲ့ခွဲဝေသုံးစွဲနိုင်ရမယ်ဒါတကဒါဆိုလိုတာကလောကထဲမှာဖြစ်လာရင်လောကကိုအကျိုးပြုရမယ်လို့ပြောတာเนาะ ောကထဲမှာနေပြီးတော့လောကကိုဘာတွေအကျိုးပြုသွားတယ်လဲအဲ့လိုအကျိုးပြုသွားတဲ့ပုဂ္ဂိုလ်တွေကိုလောကကမှတ်တမ်းတင်ပြီးတော့ခုန်ပြုတ်နေကြတာပဲလေဒါကြောင့်လောကထဲမှာလောကကြီးကိုအကျိုးပြုသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့အကျိုးမပြုတဲ့ပုဂ္ဂိုလ်တွေလည်းရှိဖြည့်ဆည်းသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိအဲ့ဒီမဲ့လောကတွင်မှာအကောင်းဆုံးနေခြင်းလို့ရှိရင်နေတယ်ဆိုတာလောကတွင်မှာနေထိုင်တာဟာ လောကကိုအကျိုးပြုတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ်။ဒါကထုတိယအချက်။တတိယအချက်ကဘာလို့လဲ။အဟာတောအထလာဘိတုလို့ဆိုတယ်။ကိုကျိုးစားအထုတ်လို့ကိုယ့်ရဲ့အသိဉာဏ်ကိုယ့်ရဲ့ကျိုးစားအထုတ်မှုကြောင့် အောင်မြင်ကြည့်ွားလာလို့ရှင်သူတွေဟာပဝင်မြဲပြီးတော့အောက်ချိတ်လွတ်သွားတတ်တယ်အဲ့ဒီပဝင်မြဲခြင်းအောက်ချိတ်လွတ်ခြင်းဆိုတာလောကလူတွေရဲ့မုန်းပြီးရွှန်ရှာမှုကိုခံရတယ်ဒါကြောင့်မို့အောင်မြင်ကြည့်ွားလာတဲ့အခါမှာပဝင်မြဲခြင်းအောက်ချိတ်လွတ်ခြင်းမရှိဘူးတိကျင်တိမဆွာလေးဖို့ဒါဟာအရေးကြီးတဲ့တတိယအချက်ဖြစ်တယ် တုဒ္ဓအချက်ကတော့ပါတော့လူလောကဆိုတာသာဝရတာယာနေတာမဟုတ်ဘူးအဆိုးနဲ့တွေ့တဲ့အခါရှိတယ်အောင်မြင်တဲ့အခါရှိတယ်လို့ကြာဆုံးတဲ့အခါရှိဘဝမှာလည်းနုပြလန်းဆန်းတဲ့အချိန်ရှိတယ်လို့ဟိုမင်းရောသွားတဲ့အချိန်ရှိတယ် ဥစ္စရဏကျွမ်းဝချမ်းသာတဲ့အချိန်ရှိသလိုဆင်းရဲပွဲတိတ်သွားတဲ့အချိန်ကလည်းရှိတယ်။စိတ်ချမ်းသာကိုချမ်းသာနဲ့ကြုံရတာရှိသလိုစိတ်ဆင်းရဲစရာတွေပြဿနာတွေနဲ့ကြုံတဲ့အချိန်ပိုင်းဆိုလည်းရှိတယ်။အလုံးကဝိုင်းပြီးတော့ချီးကျူးကြတယ်မြောက်စွာကြတယ်ဆိုတဲ့အခါရှိသလိုပဲအလုံးရဲ့ တတွေးခွက်မှာပက်လက်မျောပြီးကဲ့ခါရတဲ့အချိန်တွေမျိုးလည်းရှိတယ်။လောကထဲမှာနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာလောကရဲ့တဘာဝလို့ဆိုတဲ့အကောင်အဆိုလောကဓာတ်မျိုးနဲ့ကြုံတွေ့လာရမှာဖြစ်တယ်။အဲ့ဒီတို့ကြုံတွေ့တဲ့အခါမှာစိတ်သက်တုံလို့ခြောက်ခြားမှုမရှိအောင်ကိုယ်စိတ်ကိုတည်ငြိမ်တိမတ်စွာထားနိုင်ခြင်းဟာလည်းပဲ စတုထအနေနဲ့လောကအတွင်းနေတဲ့အခါမှာရှိတဲ့ရှိလိုက်တဲ့အရေးချင်းတစ်ခုဖြစ်တယ်။အဲ့တော့လောကထဲမှာနေလို့ရှိရင်ဒီအချက်လေးချက်ကိုသတိထားဖို့လိုတယ်ပေါ့။ဓမ္မတိလောကဘဝယတ္တိဟုအတွက်အသိပညာနဲ့ကြိုးပမ်းအထောက်မှု။နံပါတ်2 ိုရလာတဲ့အခွင့်အရေးကိုရလာတဲ့ပစ္စည်းဥစ္စာအာလုံးနဲ့မျှဝေသုံးသွဲပြီးလောကကိုအကျိုးပြုမှုနမတောအခွင့်အရေးတာလို့အောင်မြင်ကြည့်ဝလာတဲ့အခါစိတ်တက်တီတီငိမ့်ငိမ့်ထားပြီးတော့ဘဝမမြင့်ဘူးဘဝမမြင့်မဲနဲ့စိတ်တက်တီငိမ့်စွာထားနိုင်မှုစတုထအချက်က ကြာဆုံးငန်ရောက်တဲ့အခါမှာစိတ်နှလုံးတုန်လှုပ်ပြီးစိတ်တမကြဘူးအဲ့ဒီတရားလေးပါကိုတာထုတရားလေးပါလို့လည်းခေါ်တယ်ဒါအကောင်းဆုံးနေထိုင်ခြင်းတာထုဆိုတာအကောင်းဆုံးအဲ့တော့ဘုရားမှာလောကတွင်မှာနေတဲ့အခါမှာဒီချက်လေးချက်နဲ့ပြည့်ပြည့်စုံစုံဖြစ်အောင်ကိုယ့်ကိုထိန်းကျောင်းပြီးတော့ நீ அமேஸ்வரடா மதா தேன்னே போனோம்